t r i b u l a ဘာရှိအသုံးပြုသူတိုင်း asset indicator ကိုသတိပြုသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ indicator လေးကိုကျွန်တော်တို့သတိထားလိုက်ရုံနဲ့ patio သတန်းပြီးပြင်းပြသတန်းကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်၃နှစ်နဲ့၅နှစ်ကြာထိအသုံးပြုလို့ရတယ်လို့ဆိုပြစီပုံမှန်အားဖြင့် tubular battery တွေရဲ့သတန်းက၅နှစ်နဲ့၈နှစ်ကြာရှိပေမဲ့ကျွန်တော်တို့မှာကျွန်တော်နိုင်ငံမှာကျတော့ ပူရတဲ့အနေအထားရှိတယ်နောက်တစ်ခုကမီးအားအနေအထားနဲ့ကျွန်တော်တို့တုံဆွဲတဲ့အနေအထားပေါ့နော်ဒီဘက်ထရီကို DOD ဘလောက်ရခိုင်တော့အသုံးပြုသူလဲပေါ့မို့ဒီဘက်ထရီရဲ့တက်တန်းကွာသွားတာဆိုတော့နိဥပမာပြောရရင်ဘက်ထရီကနေကျွန်တော်ဒီပုံမှန်အပြင် DOD တုံးရခိုင်တော့တုံနေဆိုရင်ဒီဘက်ထရီကတက်တန်းငါးနှစ်လောက်ခန့်နိုင်တယ်အဲ50ရခိုင်တော့အသုံးပြုမှဆိုရင်၄နှစ်လောက်ခန့်နိုင်မယ်ရှိစရာကိန်းအောင်ထုတ်ယူအသုံးပြုမယ်ဆိုရင်တော့ပြကြရတာဒီ၃လောက်ပဲအသုံးခံတော့မှာပေါ့နော်ဒါက DOD ပေါ့ မူတည်ပြီးတော့ပထူရဲ့တက်တန်းကွာဟာချက်ပါ။ဘာကြောင့်အင်ဒီကေတာကိုသတိပြုသင့်တာလဲဆိုရင်ဒီအင်ဒီကေတာလေးတွေကသူက acid power ကိုတိုင်းပြတာတော့မဟုတ်ဘူး။ဒါပေမဲ့ပထူထဲမှာ acid ရှိမရှိဘူးကျွန်တော်တို့ဒီချက်ချင်းသိသားမြင်သားရှိတယ်ပေါ့နော်။အဲဒီတော့ဒီ acid ရှိမရှိကို ကြည့်ပြီးတော့ ဘတ်ထရီကိုအက်ဆစ်ခန်းနေရင်ဒါအက်ဆစ်လဲဖို့လုပ်မယ်အက်ဆစ်နည်းနေရင်ဘတ်ထရီဂျစ်စတေးဝါတာဖြစ်မယ်ဒါမျိုးလေးတွေလုပ်လို့ရပါတယ်ဒီလိုအင်ဂျီကေတာကြည့်ရင်တင်မကကျွန်တော်တို့မီးအားနည်းတယ်လို့ခံစားရရင်ငါတို့ဒီရပိုင်းတော့တုံးတာများနေလို့ခံစားရင်ဒါဘတ်ထရီရဲ့အက်ဆစ်ပါဝါကိုတိုင်းကြည့်တာမျိုးလေးလုပ်တင်ပါတယ်ဒီ tubular ဘတ်ထရီအိုးတွေမှာကျွန်တော်တို့ထိမ့်သိမ်းမှုလောက်ရတဲ့အဓိကချက်ကဒီ battery indicator လေးကိုကြည့်ပြီးတော့ acid power ကို အစ်စ်အနေထားကိုသိချကြည်လိုက်ရုံနဲ့ဗကြိုးသက်တမ်းကကြာရှည်ခံသွားတာပဲဖြစ်ပါတယ်။ဒါဆိုအစ်စ်ပါဝါရင်ရင်ဘာဖြစ်တယ်လဲအစစ်ပါဝါပြောရင်ဘာဖြစ်တယ်လဲကျူပလာဘက်ထရီဒီအစစ်အိုဖြစ်တဲ့အတွက်အစစ်ပါဝါရင်ရင်အစစ်ပါဝါပြောရင်ဒီကောင်းတွေမှာဖြစ်တဲ့အဲဒါဖြစ်တယ်လို့ပဲဘက်ထရီကိုအသုံးပြရတာအဆင်မပြေဖြစ်တတ်ပါတယ် အဆစ်ပါပါပြော့တယ်ဆိုရင်ဒီအဆစ်ပါပါကိုကျွန်တော်တို့ဒီမဖြစ်မနေလဲပြီးတော့အားပြပြန်သိမ်းပေးရပါမယ်။အဆစ်ပါပါပြင်းနေတယ်ဆိုရင်ဒါကမွေးရဖြစ်လို့ရတဲ့ပမာဏလားမွေးရဆိုချင်မှာမိုးဝါကျတဲ့ယူပြောတာမဟုတ်ပါဘူး။ battery test water ကိုဆိုလိုတာပါ။ battery test water ဖြည့်ဖို့လိုတဲ့ပမာဏလားဒါမှမဟုတ်အများကြီးခန်းနေရဆိုရင်ဒါ battery test water ဖြည့်ရင်လည်းမလုံလောက်တော့ပါဘူး။အဆစ်မဖြစ်မနေလဲသိမ်းပါမယ်။ခါတိကြရေပေါ့နော်ကျွန်တော်တို့အဆစ် လဲဒီဘက်ထရီအဆစ်ခန့်တဲ့ခါအဆစ်လဲပါလို့ပြောရင်ဒါဆိုရင်တော့ဗတ်ထရီပြတ်မှာပဲဒါမိုးရေဖြစ်ုံနဲ့လုံလောက်တယ်ဆိုပြီးတချို့ကပြောလို့ရှိပါတယ်ဒါကကျွန်တော်တို့ဗတ်ထရီ type ပုံမူတည်ပါတယ်ဗတ်ထရီအမျိုးအစားပုံမူတည်ပါတယ်ကျူဂလာဘက်ထရီဒီနိုကိုကရီးယားအဆစ်ပါဝါပြင်းတဲ့အမျိုးအစားထဲမှာပါတယ်လို့သူ့ကိုကျွန်တော်ထည့်ရတဲ့ပမာဏဒီပရမာဏဒီကျူဂလာဘက်ထရီ OG တိုးကို9ကလန်ပုံပေါ့နော်9ကလန်ပုံတစ်ပုံနီးပါအဆစ်ထည့်ရပါတယ်အဲ့လိုထည့်တဲ့အခါကျတော့ခုလိုမျိုးအဆစ ုန်လုံးခန်းသွားတဲ့အချိန်မှာ battery distilled water ထည့်ရုံနဲ့ဒီအထက်က acid ပလိပြားမှာရှိတဲ့ acid ဓာတ်နဲ့ဓာတ်ပြုတ်ပြီးတော့ acid ဘဝပုံမှန်ပြတ်ဖြစ်သွားနိုင်လားမင်းအရန်အခွင့်ကြီးနေပါတယ်အတိလိုပုံမျိုးနဲ့ကျွန်တော်ရှိအဲဒါအတော်များများရောက်လာဥပါတယ်သူတို့က acid ခန်းသွားလို့မွေးဖြည့်လိုက်တယ်ဒါပေမဲ့ battery ကအဆင်မပြေဘူးပေါ့နော်အာသံပြီးတော့သုံးရလားဘာကြောင့်လဲဆိုတော့ ဒီ acid တွေလဲပြီးရင်မိုးရေဖြစ်ပြီးရင်ဒါမဖြစ်မနေအာသွေးမှအသုံးပြုပါဟုတ်လို့ကျွန်တော်မှလည်းရှိပါတယ်အဲဒါကြောင့်အာဟောသွင်းလားလို့မေးရင်လည်းသူတို့ဒီအာကိုဒေချာသွင်းမှအသုံးလာပါဒါပေမဲ့စောစောကပြောသလိုပဲ acid power ခံတော့တဲ့နေသားမှာဒီ bacteria တွေ water ဖြစ်ရုံနဲ့မလုံလောက်တဲ့အခါကျတော့သုံးရတာအဆင်မပြေဖြစ်လာတတ်ပါတယ်ဒါကြောင့်ကျွန်တော် ကျူလာဘက်တရီအသုံးပြုတဲ့အကူအညီမာတွေကိုမှာကျင်တာကတော့ကျူလာဘက်တရီအသုံးပြုတဲ့ကဘက်တရီရဲ့အပေါ်ကဘက်တရီအင်ဒီကေတာလေးတွေကိုသိကြဂရုတစိုက်စစ်ဆေးပေးပါအဲ့ဒီလိုပဲဘက်တရီရဲ့ acid power ကိုတစ်လတစ်ခါတော့စစ်ဆေးပေးပါလို့ပြောပြသေးခင်ဗျာဒါဆိုရင်အဲ့ဒီလိုပုံမှန်စစ်ဆေးပေးမယ်ဆိုရင်ဒီဘက်တရီရဲ့တက်တန်းဒီကျွန်တော်တို့ပြန်ပြပါတော့เนาะ၃နှစ်နိုင်မှနေကြတော့တော့ပါလိမ့်မယ်ခင်ဗျာ thank you